안녕하세요여러분ဒီဗီဒီယိုမှာကတော့ရတန်တရတွေကိုအတန်ပြောင်းထွက်တဲ့ဟာပေါ့နော်အဲ့ဒီအတန်ထွက်စနစ်ကိုပြောပြတင်ပြပေးမှာဖြစ်ပါတယ်အဲ့တော့ဒါဆိုရင်ဒီမှာကြည့်အောင်နံပါတ်3အချက်ဖြစ်တယ်ပေါ့နော်ခုနရှေ့မှာပြီးထားတဲ့ notes ထဲမှာနံပါတ်3အချက်ဖြစ်တယ်ရတန်တရနဲ့ပေါင်းတဲ့အခါမှာအတန်နှစ်တန်မထွက်ဖဲနဲ့အတန်ကိုပြောင်းလိုက်မယ်ပြောင်းပြီးတတန်နေတာထွက်ရတဲ့ဘီးဘယ်နှလုံးရှိမလဲခုနှစ်လုံးဟုတ်ပြီအဲ့တော့နာကိုပါတယ်ထွက်မှာ ညဆိုပြောမှထွက်မယ်နာကိုပါရင်ထွက်မယ်ညလို့ထွက်မယ်အဲ့တော့နာကိုညအတန်ပြောင်းမှာဘယ်ချိန်မှာပဲပြောင်းမှာလဲဆိုရင်ယတန်တရာနဲ့ပေါင်းတဲ့အချိန်ပဲပြောင်းမှာအတန်တရာနဲ့ပေါင်းတဲ့အခါမှာအတန်တော့ပြောင်းစရာမလိုဘူးယတန်တရာနဲ့ပေါင်းတဲ့အခါအတန်ပြောင်းပြီးထွက်ပေးရမယ်အဲ့ဒါလေးကိုသတိထားရပါမယ်ဒါဆိုရင်အဲ့တော့ဒါဆိုရင်ရှေ့မှာလည်းပြောခဲ့တာနှစ်ခုတောင်ပြီးသွားပြီဆိုတော့ဘောနော်အတန်ထွက်စနစ်နှစ်ခုတောင်ပြီးသွားပြီဆိုတော့ဒီ တရတွေကိုပြီးရဲ့နောက်မှရေးရမှာလားအောက်မှရေးရမှာလားတည်ပြီးတော့ပြီလို့ထင်တယ်ဒါကြောင့်မလို့ပေါင်းရအောင်ကြည်အောင်အဲ့တော့နအဲ့တော့နရရနရဟုတ်ပြီနကိုဘာတန်ပြောင်းတော့မှာညအတန်ပြောင်းလဲညအတန်ပြောင်းပြီးအတန်ကဘဏ္ဍတန်မဲ့ထွက်တော့မှာတတန်မဲ့ထွက်တော့မှာဒါကြောင့်နရကိုဘာလို့ထွက်မလဲညာလို့ထွက်မလဲနရညာနရညာဟုတ်ပြီအဲ့လိုထွက်မလဲနရကညာဟုတ်ပြီဒါဆိုရင်နာ ယောနာယောကြတော့ဗာတန်းထွက်မယ်နာယောညတန်ပြောင်းမယ်တွေထိုးရေးချတန်းထိုင်လိုက်မယ်နာယောကြတော့ညောဆိုပြီးဖြစ်သွားမယ်နာယောကြတော့ညောဟုတ်ပြီဒါဆိုရင်နာနာယောနာယိုနာယိုကြတော့ဘာဖြစ်ရမလဲညိုဆိုတဲ့အတန်ဖြစ်မယ်ညအတန်ပြောင်းမှာဖြစ်တဲ့အတွက်ညိုညလုံးကြီးတင်တဲ့ချောင်းကြီးညိုဆိုတဲ့အတန်ဖြစ်တော့မှာနာယိုညိုဟုတ်ပြီတဲ့ဆိုရင်နာယူနာယူကြတော့ဘာဖြစ်ရမလဲ na yu new ဆိုပြီးတော့มาဖြစ်သွားမယ်ဒါဆိုရင်အတန်ပြန်ထွက်မယ်အဲ့တော့ na ကိုယတန်တရာတွေနဲ့ပေါင်းတဲ့အခါအတန်ကညဆိုပြီးပြောင်းသွားမယ်အတန်တတန်နဲ့ပဲထွက်တော့မယ်ဒါကြောင့်မလို့ na ya ညာ na yo nyo na yu nyu na yu nyu ဟုတ်ပြီဒါဆိုရင်ဒီဟာလေးကိုအစင်လိုက်လေးတန်းပြီးထွက်ကြည့်ကြအောင် na a na na ya ညာ na o no na yo nyo na o no na yo nyo na u nu na yu nyu na o na na i ni အဲ့လိုထွက်မယ်ဟုတ်ပြီဒါဆိုရင်ရတန်တရာကြီး ਨੇ ထွက်တဲ့ခါကျတော့ညာညောညူညူဟုတ်ပြီနော်ညာတန်နဲ့ထွက်ရမယ်ဒါဆိုရင်နောက်တစ်ခုမမကိုဗာတန်နဲ့ထွက်မယ်မကိုညဆိုတဲ့တန်နဲ့ထွက်မယ် ဲ့တော့မကိုမြအတန်နဲ့ထွက်မယ်အတန်ကတတန်နဲ့ပဲထွက်တော့မယ်ဒါကြောင့်မလို့မရဘာနဲ့ထွက်မယ်ညာမရညာဟုတ်ပြီဒါဆိုမရကညာဆိုရင်မယောမယောကြောပါဖြစ်တော့မျောဆိုပြီးဖြစ်တော့မယ်မယောမျောမယောမျောဟုတ်ပြီဒါဆိုရင်တော့မယူမယူကြတော့မြူမယူမြူဟုတ်ပြီဒါဆိုရင်တော့ မယူပါတယ်ထမင်းမယူ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 ဟုတ်ပြီလားဆိုလို့ရှိရင်မယံမြာမယံမြာမယောမြောမယောမြောမယူ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 ဟုတ်ပြီအဲ့လိုထမင်းဒါဆိုရင်ပြန်ပေါင်းကြည့်မယ်မအာမအတမပြောင်း မယံမြာအတန်ပြောင်းသွားရင်မောမောမယောမြောမူမူမယူမြူမူမူမယူမြူမအမောမအီမီဟုတ်ပြီလို့ထွက်မယ်ဟုတ်ပြီအဲ့တော့ဒီအရလေးကိုပြန်ပြီးတော့မှ အတန်ထွက်အောင်မမြမော မြောမိုမြူမူမြူမုမီအဲ့လိုထားမယ်ဟုတ်ပြီဒါဆိုရင်တော့ဘာကိုထွက်ကြည့်အောင်အဲ့တော့ဘာအာကဘာဘာနဲ့ရာနဲ့ပေါင်းမယ်ဆိုရင်အတန်ပြောင်းသွားမယ်ဘာတန် ပြောင်းသွားမလဲဆိုရင်ဗျဆိုတဲ့အတန်ကိုပြောင်းသွားမယ်ဘာကိုရတန်တရာနဲ့ပေါင်းတဲ့အခါဗျာနဲ့ပေါင်းမယ်ဟုတ်ပြီအဲ့တော့ဘာကိုရတန်တရာနဲ့ပေါင်းတဲ့အခါဗျဆိုတဲ့အတန်ထွက်မယ်ဒါကြောင့်မလို့ ဘာယံဘာရံထွက်မယ်ဘာယံဖြာအဲ့တော့ဘာအာရုံကဘာဘာယာဆိုတော့ဖြာဒါဆိုဘာအောအတန်မပြောင်းဘူးဘောဟုတ်ပြီဒါဆိုလို့ရှိရင်ဘာယောဘာယောဆိုတော့ဘာဖြစ်တော့မယ်ဗျာတန်ပေါင်းပြောင်းမှာဖြစ်တဲ့အတွက်ဖြောဘာယောဖြောဟုတ်ပြီဒါဆိုဘာအိုဘိုဘာအိုကဘိုဒါဆိုရင်ဘာယော ဘာယူအတန်ပြောင်းမယ်ဖြူဘာယူဖြူဘာဥဘူဟုတ်ပြီလားဆိုရင်ဘာယူဘာယူဆိုတော့ဖြူဘာယူဖြူအဲ့လိုဆိုမယ်ဘာဥဘူဘာဤဘီဟုတ်ပြီလားဆိုပြန်ပြီးအတန်ထွက်ကြည့်အောင်ဘာအာဘာဘာယံဖြာဘာအောဘောဘာယောဖြောဘာဥ ပိုဘာယိုဗျူဘာဥဘူဘာယူဗျူဘာအော့ဘော့ဘာအီဘီဟုတ်ပြီအဲ့လိုထွက်မယ်ဒါဆိုရင်နောက်တစ်ခုကဒါဆိုအတန်ထွက်တဲ့ခါကျတော့ဘာပြာဘောပြောဘူဗျူဘူဗျူဘော ဘီဟုတ်ပြီအဲ့တော့ရတန်တရာနဲ့ပေါင်းလိုက်ကအတန်ပြောင်းထွက်တယ်ရယ်ဝိဒါဆိုဆအဲ့တော့ဆအာဆိုတော့အတန်မပြောင်းဘူးအတန်လည်းပြောင်းစရာမလိုဘူးထွက်တာလည်းတတန်နဲ့ထွက်မယ်ဆအာဆိုတော့ဆဟုတ်ပြီဒါဆိုလို့ရှိရင်ဆယာဆယာဆိုတော့ရတန်တရာနဲ့ပေါင်းနေအတန်ပြောင်းရမယ်ဆကိုဘာတန်ပြောင်းရမယ်ဒီမှာပြောထားတာရှာဆိုပြီးပြောင်းရမယ်လို့ပြောထားတယ်အဲ့တော့ဆယာဆိုတော့ဘာဖြစ်တော့မလဲအတန်ပြောင်းမယ်တတန်နဲ့ထွက်မယ်ဒါကြောင့်မို့လို့ရှာ စာယရှာစာယရှာအဝိဒါဆိုစာအောစောစာအောစောအဝိဒါဆိုလို့ရှိရင်စာကိုယောနဲ့ပေါင်းမယ်စာယောဆိုတော့ဘာလို့မလဲရှောဆိုပြီးဖြစ်သွားမယ်စာအောတော့ငါပါပဲရှိသေးတယ်စောပဲရှိသေးတယ်စယောနဲ့ပေါင်းလိုက်တော့ရှောဟုတ်ပြီလားဆိုစာအူစူစာအူစူအဝိဒါဆိုရင်စာကိုယူနဲ့ပေါင်းတော့စာယူ show သူကြတော့အတန်ပြောင်းသွားမယ်စာယူ show ဟုတ်လားစာယူ show ရှာတဲ့နေထွက်မယ် show ဟုတ်ပြီဒါဆိုစာဦးစုစာဦးဦးဆိုတဲ့တရားနဲ့ပေါင်းတော့စုပဲရှိသေးတယ်အဲ့တော့စာယူစာယူဆိုတော့ဘာဖြစ်ရမလဲ show ဆိုဖြစ်ရမလဲစာဦးကစုစာယူ show စာဦးစအဝိစာအီကြတော့လေအတန်ပြောင်းပြီးတော့ထွက်ထားတာစာအီကိုလေရှီလို့ပြောင်းထွက်ထားတယ်အဲ့တော့ အတန်ထွက်ကြည့်မယ်စာအစာစာယာရှာစာအောစောစာယောရှောစာအူစူစာယူရှူစာအူစူစာယူရှူစာအစစာယီရှီဟောဒီအဲ့လိုထွက်မယ်အဲ့တော့စာရှာစောရှော so shu su shu s shi ဟုတ်ပြီအဲ့လိုထွက်ရမယ်ဒါဆိုရင်နောက်ဖဖကိုရသန္တရာနဲ့ပေါင်းတဲ့အခါဖာတန်နဲ့ထွက်မယ်ဖြဆိုတဲ့အတန်နဲ့ထွက်မယ်ဒါကြောင့်အဲ့တော့ဖအာတော့ကတော့ဗာပဲရှိမယ်ဖအတန်မပြောင်းဖအာဖဟုတ်ပြီဒါဆိုရင်နောက်ဖရာဖရာကြတော့ဗာဖြစ်တော့မယ်ဖြဆိုပြီးဖြစ်တော့မယ်ဟုတ်မလားဖအာကဖာ ဖရာဆိုတော့ဖရာဩဘိဒါဆိုရင်ဖာဩဖောအတတ်မပြောင်းဘူးဖာဩဖောဩဘိဒါဆိုရင်ဖကိုရောနဲ့ပေါင်းလိုက်မယ်ဖာရောဆိုပါပြောတော့မယ်ဖျောဆိုပြောတော့မယ်ဖာရောဖျောဖာဩဖူဩဘိဒါဆိုရင်ဖာယူဖာယူဆိုတော့ဖြူဖာဩကဖူဖာယူဆိုတော့ဖြူဖြူဩဘိနာဖာဩ ဖူဖာဦးဖူဟုတ်ပြီလားဆိုလို့ရှိရင်ဖာယူဖာယူဆိုတော့ဘာလဲနာမည်ဖြူဖောက်ဦးတော့ငါဖူပဲရှိသေးရဲ့ဖာယူယူနဲ့ပေါင်းလိုက်တော့ဖြူဖာဦးဖဖာဤဖီဟုတ်ပြီလားဆိုပြန်ထွက်ကြည့်အောင်အဲ့တော့ဖာအားဖာဖာယာဖြာဖာအိုဖောဖာယောဖြောဖာဦးဖူ ဖယုဖြူဖအုဖူဖယုဖြူဖအုဖဖအီဖီဟုတ်ပြီအတန်ထွက်ကြအောင်ဖာဖြာဖောဖြောဖုံဖြူဖူဖြူဖဖီဟုတ်ပြီအဲ့လိုထွက်မယ်ဒါဆိုရင်နောက်တစ်ခုကပအဲ့တော့ပအာဆိုတော့ကတော့ရိုးရိုးပဲတတန်နဲ့ထွက်တဲ့အတန်လည်းမပြောင်းပအာ ပါဟုတ်ပြီဒါဆိုပောက်ကိုရာနဲ့ပေါင်းမယ်ရာရာတန်တရာနဲ့ပေါင်းတော့ပောက်ကိုပြဆိုတဲ့တန်ထမယ်အဲ့တော့ပရာဆိုတော့ဘာဖြစ်တော့မလဲပရာပြဆိုဖြစ်တော့မယ်ပရာပြဟုတ်ပြီဒါဆိုပအောကပေါ့အတန်မပြောင်းဘူးဒါဆိုရင်ပယောပယောပယောကိုဘာနဲ့ထမယ်ပယောဆိုတော့ပြောလို့ထမယ်ဟုတ်နော်ပယောကိုဘာနဲ့ထမယ်ပြောပယော ပြောလို့ထားပါရောပြောပါအိုပုံဟုတ်ပြီလားဆိုရင်ပါယိုပါယိုဆိုတော့ပြူဘာနောပါအိုတော့ကပိုပါယိုဆိုတော့ပြူရက်ပင်းနံပါတ်ပါယိုပြူပါအူပူပါအူကပူဒါဆိုပါယူဆိုတော့ဘာဖြစ်ရမလဲပြူဆိုပြီးရမလဲပါယူပြူပါအိုပပါအီပီဟုတ်ပြီအတန်းထွက်ရအောင် ပါအာပါပါယပြပါအောပေါပါယောပြောပါအူပူပါယူပြူပါအူပူပါယူပြူပါအောတော့ပါအီပီဟုတ်ပြီအဲ့လိုထားမယ်အဲ့တော့ပါပြပေါပြောပူပြူပူပြူပေါ B ဟုတ်ပြီအဲ့လိုအတန်းထွက်မယ်ဒါဆိုရင်နောက်စကိုထွက်ရအောင်အဲ့တော့စအားကစအဲ့တော့စကိုယတန္တရနဲ့ပေါင်းတဲ့အခါဘာတန်ပြောင်းမလဲဆိုရှလို့ပြောင်းထွက်ရမယ်လို့ပြောထွက်အဲ့ဆိုတော့ဒီမှာစနဲ့စကကြောယတန္တရနဲ့ပေါင်းတဲ့အခါအတန်းထွက်တည်းရသွားသူမယ်အဲ့တော့စအားကစစယပါပဲလေရှာပဲအဲ့တော့စယရှာစအောစောဟုတ်ပြီစအောကစောစာရောကြတော့ ရှောစာယောကဗာရန်ထွက်မယ်ရှောစာယောကရှောဟုတ်ပြီစာအိုဆိုစာအိုကဆိုဟုတ်ပြီဒါဆိုစာယိုရှိုစာယိုရှိုပြောထွက်မယ်စာအူဆူစာအူကဆူဟုတ်ပြီဒါဆိုရင်စာယူဘာထွက်မှာစာယူရှူလို့ထွက်ရမယ်စာယူရှူစာအဆ စီရှိဟုတ်ပြီအဲ့လိုထွက်ရမယ်ဒါဆိုအတန်ပြန်ထွက်မယ်အဲ့တော့စာအာစာစာရာရှာစာအောစောစာယောရှောစာအူစူစာယူရှူစာအူစူစာယူရှူစာအစစာရှိအဲ့တော့စာရှာ saw shaw su shu su shu sa shi ဟုတ်ပြီအဲ့လိုအတန်းထွက်ရပါမယ်ဟုတ်ပြီဒါဆိုလို့ရှိရင်အဲ့တော့ယတန်တရာတွေနဲ့ပေါင်းတဲ့အခါပုံမှန်ဆိုရင်အတန်းနှစ်တန်ထွက်ပြရတယ်အဲ့ဒီအထဲမှာမှဒီစလုံးခုနှစ်လုံးနာ မပါစပပစအဲ့ဒီစလုံးခုနှလုံးကတော့ယတန်တရိုင်းနဲ့ပေါင်းတဲ့အခါအတန်ပြောင်းရမယ်အတန်ပြောင်းပြီးသွားရင်အတန်ထွက်မှာကတတန်နဲ့ပဲထွက်တော့မယ်ဟုတ်ပြီဒါဆိုလို့ရှိရင်အခုဒီဖြီးတရဟုတ်နော်ဖြီးတရအတန်ထွက်တဲ့ဒီရဲ့ notes မှာနော်ဒီအချက်6ချက်ကိုတေချာသိထားရမယ်ဒီအချက်6ချက်ကိုသိပြီဆိုလို့ရှိရင်ခုနကအတန်ထွက် လေ့ကျင့်တာကအတန်ထွက်ဘီးနဲ့တရားနဲ့ပေါင်းပြီးတော့အတန်ထွက်တာက မခက်တော့ဒီအချက်၆ချက်ကိုတော့သိပြီးတော့မှမမိနိုင်မယ်ဆိုလို့ရှိရင်ဒါဆိုရင်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာတွေ့ပါမယ်